တင်ဆက်ပေးမယ့်သတင်းကတော့အရက်မူးနေတဲ့တာဝန်ရှိသူများဆေးလုခဲ့တာကြောင့်ထိုင်းကမ္ဘောဒီးယားတင်မာမှုပိုဆိုးလာတဲ့သတင်းပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြားမှာဖြစ်ပွားနေတဲ့နေဆက်အငင်းပွားမှုနဲ့တင်းမာမှုတွေကကမ္ဘောဒီးယားဘက်ကအရက်မူးနေတဲ့တာဝန်ရှိသူတွေကိုဆေးလွတ်ခဲ့တာကြောင့်ပုံမှန်ဆိုးရွားလာခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာနိုင်ငံနေဆက်မှာဖြစ်ပွားခဲ့တဲ့မြေမြုံပိုင်းပောက်ကွဲမှုတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေကိုဆန်းစစ်ဆေးဖို့အတွက်အာဆီယံနိုင်ငံတွေကကြိုးညင်သူတွေပါဝင်နေပူပေါင်းအဖွဲ့လာရောက်ချိန်မှာကမ္ဘောဒီးယားဘက်ကလာရောက်ခဲ့တဲ့စစ်ပတ်တာဝန်ရှိသူတွေဟာအရက်မူးနေတယ်လို့ထိုင်းဘက်ကဆွဆွဲခဲ့တာဖြစ်ပြီးအဲ့လိုဆွဆွဲမှု တွေပေါ်ထွက်လာပြီးနောက်မှာတင်မာမှုတွေပုံမှန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကဇူလိုင်လ10ပိုင်းတော့ကရောက်ခဲ့တဲ့အပြစ်ခက်ရဲဆဲမှုသဘောတူညီချက်တွေရအာဆီယံနိုင်ငံတွေကစစ်ပတ်ဆိုင်ရာကျညင်သူတွေပါဝင်နဲ့ဖြန့်ဖြေးအဖွဲ့တွေရဲ့ဆွမ်းမဲ့ချက်ကိုအလေးထားဖို့အတွက်လက်ခံထားပြီးဖြစ်ပါတယ်။မကြသေးမီကပိုင်ဆိုင်မှုအငင်းပွားနေတဲ့ဖရဲကြောင့်ဒီမှာနှစ်ဖက်တက်တွေအပြန်အလှန်တိုက်ခိုက်မှုတွေပြပွားခဲ့တာကြောင့်အာဆီယံဖြန့်ဖြေးအဖွဲ့တွေလာရောက်ခဲ့တာဖြစ်ပါတယ် ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်လဲဖြစ်ပွားပြီးနောက်မှာနေဆက်တချောင်းမှာနေထိုင်သူတောင်းနေရှိပြီးတော့နေရာရွှေ့ပြောင်းမှုတွေလည်းလှုပ်ဆောင်ခဲ့ရတယ်လို့သိရပါတယ်ဒီသတင်းကတော့ညင်းချောင်းမှာပြပူလာပါ